အားလုံးဝင်မလားခင်ဗျာအဲကျွန်တော်အခုပြောပြမိမယ့်အကြောင်းအရာတွေကတော့ကျွန်တော် TikTok မှာပေါ့နော် view အဲ view တွေ follower တွေအသေးတွေကျွန်တော်တို့ဒီစိတ်တွေပေါ့နော်ကိုစိတ်ကြိုက်အဲကျွန်တော်ဘယ်လိုမျိုး view ထည့်လို့ရလဲဆိုတဲ့အကြောင်းကျွန်တော် share လုပ်ပေးပါမှဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီအဲ TikTok မှာကျွန်တော် view 0 view 100 200ဖြစ်နေတဲ့တွေအတွက်ပေါ့နော် view 1000k အဲ 100k ပေါ့နော် တရားကြီးနှစ်ရာကြီးထီအောင်ကျွန်တော်စိတ်ကြိုက်ကိုစိတ်ကြိုက်ဘယ်လိုမျိုး view ထည့်ရမလဲဆိုတော့အကြောင်းကျွန်တော် share လုပ်လို့ပြီးတော့ဖြစ်ပါတယ်။အဲသူများရေဆိုလို့ရှိရင်ကျွန်တော်ဒီအဲဒီ view ထည့်ခြင်းလဲဆိုလို့ရှိရင်ကျွန်တော်သူများစီမပတ်စံပြီးဝေရပါတယ်ဘောနော်။ကျွန်တော်ကျွန်တော်အခုအဲကျွန်တော်အကောင့် ကျွန်တော်ပတ်စံနဲ့အခါကြီးဝင်ယူယူပြီးတော့ကျွန်တော်တို့ရောင်းစားတာလည်းမဟုတ်ပါဘူး။ဂျာကျွန်တော်တို့ view နဲ့တွေအတွက်ကိုစိတ်ကြိုက် view ကိုကျွန်တော်တို့ကြိုက်တဲ့လောက်လိုတဲ့လောက်ကျွန်တော်တို့ view တွေအသေးကို table လို့ထည့်ရမယ်ဆိုရင်အကြောင်းလေးကိုကျွန်တော် share လုပ်လို့တော့ဖြစ်ပါတယ်။အဲ video လေးကိုစာဆုံးလေးကြည့်ပြီးမှနားလည်မှဖြစ်တဲ့အတွက်စာဆုံးလေးကြည့်ပြီးပြောချင်ပါတယ်ခင်ဗျာ။ဒီ video မစခင်မှာကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးတော့ဆုပါတယ်။ရေဆုံးကျွန်တော်တစ်တော်မှာကိုထည့်ရင်တဲ့ဗီဒီယိုကိုကျွန်တော်တို့သွားပြီးရွေးပြရမှာဖြစ်ပါတယ် အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုက view 900ကျော်ရှိပါတော့ view ရန်နေနေပါလေအဲ့ဒီဗီဒီယိုကိုကျွန်တော် view ထည့်ပြန်မှာပဲဖြစ်ပါခင်ဗျာကျွန်တော်အဲ့ဒီဗီဒီယို view ထည့်ဖို့ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီဗီဒီယိုကိုကျွန်တော်လက်လေးနဲ့ချက်ထောက်လိုက်ပါမယ်အဲထောက်ဝီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲ့ထဲဝင်လိုက်ပါမယ်နော်အဲ့ထဲဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိရဲ့အစက်လေး30ကိုကျွန်တော်တို့ချက်နှိပ်လိုက်မယ် နောက်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ်လာတဲ့မှာမှကျွန်တော်တို့ဒီမှာ copy link ဆိုတာကိုကျွန်တော်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။အဲကျွန်တော် copy link ယူလိုက်ပါတော့နော်ဒီ video ဖောင်။အဲယူပြီးဆိုလို့ရှိရင်ကျွန်တော်ပြင်ပြထွက်မယ်။ထွက်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ရှိရဲ့ Google ကိုကျွန်တော်တစ်ချက်သွားမယ်။အဲ Google ကိုရောက်ပြီးဆိုလို့ရှိရင် Google မှာကျွန်တော် FZOSCY ဆိုကျွန်တော်လိုက်ရှာပြရမှာဖြစ်ပါတယ်။အဲရှာပြီးဆိုလို့ရှိရင်ကျွန်တော်ဒီပုံစံမှာပေါ်လာပြီပေါ့နော်လမလေးထောင်းလိုက်ပုံစံလေးနဲ့ပေါ့နော်အဲကောင်လေးကိုကျွန်တော်ရွေးမယ်ရွေးပြီးလို့ရှိရင် ကျွန်တော်ခဏလေးစောင့်ပါအဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာအပေါ်မှာသူပြထားတဲ့စာပေါ့နော်အဲ့စာကိုကျွန်တော်ဒီစာကောက်ထဲမှာကျွန်တော်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အဲကျွန်တော်ရိုက်ထည့်နေပါဦးမယ်ရိုက်ထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာရှိတဲ့အမှန်ကြီးလေးကိုကျွန်တော်ရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာ follower တွေ view တွေအသေးတွေကိုမန့်တွေပေါ့နော်ကိုစိတ်ကြိုက်ကိုကျွန်တော်ဒီမှာရွေးချယ်လို့ရပါတယ်ကိုချဲ့ထည့်နေတဲ့ဟာကိုကျွန်တော်ဒီမှာရွေးချယ်ပေးရမှာပေါ့နော်အဲပြီးလို့ရှိရင် ကျွန်တော်ကခု view ထဲမှာဖြစ်တဲ့အတွက်ကျွန်တော် view ကိုပဲကျွန်တော်ရေးပြပါမယ်အဲကျွန်တော် view ကိုယူလိုက်မယ် view ကိုရေးပြီးဆိုရင်အဲ့ဒီတော့ channel နေပြီးကျွန်တော်တို့ဒီမှာအခုပေါ်လာစီရောက်ထဲမှာပေါ့နော် ခုနကကျွန်တော် copy link ယူလာတဲ့ဟာကိုကျွန်တော်တို့ဒီမှာထည့်ပေးမယ်အဲထည့်ပေးပြီးလို့ရှိရင်ကျွန်တော်ပြီးမှရှိတဲ့ set ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ခင်ဗျာအဲနှိပ်ပြီးဆိုလို့ရှိရင်သူကကျွန်တော်တို့ဒီမှာအချိန်ကာလတစ်ခုစောင့်ခံနေပေါ့နော်အဲအချိန်ကာလလေးကိုကျွန်တော်စောင့်ရေးပါမယ် စောင်းပြီးတော့ချိန်ပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကဒီမှာဆက်ဆိုအောင်နောက်တစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ခုနကတော့အဗီဒီယိုမှာကျွန်တော် view 900ကျော်ရှိရပါတော့။အဲ view 900ကျော်ကိုဒီတော့တစ်ချက်နှိပ်လိုက်မယ်။နှိပ်ပြီလို့ရှိရင်ကျွန်တော် view ကဒါ view 1000ထည့်လိုက်တယ်ဆိုအကြောင်းဒါပြရပါတော့။ပြီးလို့ရှိရင်ကျွန်တော် TikTok လေးပြန်သွားမယ်။ TikTok လေးပြန်သွားပြီလို့ရှိရင်အခုဆိုရင်ကျွန်တော်ဒီမှာ view 900ကျော်ပါတော့။ view 900ကျော်လုံးဝတက်မလာသေးပါဘူး။ကျွန်တော်ဘောအောက်တစ်ချက်ဆွဲချလိုက်မယ်။ အဲဆွဲချပြီလို့ရှိရင်ဒီမှာဆိုရင်ကျွန်တော်ခုနကတော့ view 900ကျော်ပုံကကျွန်တော် view 1800ကျော်သွားပါပြီခင်ဗျာအဲတကယ်ပဲ view တိုးပါတယ်ဒါကတော့လုံးဝချင်မဟုတ်ပါဘူးခင်ဗျာအဲနောက်ထပ်သိချင်တာရှိလို့ရှိရင်လည်းကျွန်တော်ကွန်မန့်လေးမှာဝင်ရောက်ပြီးမြင်ပြနိုင်ပါတယ်ခင်ဗျာ